ားလုံးမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးမှာတော့ဆွေမြတ်ကနနက်သီးလေးလုံးဖက်တန်အကွဲဆက်နေလေးကိုပြပေးခြင်းပါတယ်ပြီးခဲ့တဲ့ဗီဒီယိုတုန်းကဆွေမြတ်ကနနက်သီးလေးလုံးထိုးနီးလေးကို ပြပေးပြီးပြီဆိုတော့လေဒီဗီဒီယိုမှာဒီပုံစံဆက်နေလေးကိုမျှဝေပေးပါမယ်နော် โอเคဒါဆိုရင်ဆွေမြတ်တို့ဒီဟာလေးကိုဘယ်လိုဆက်မလဲဆိုတာကြည့်လိုက်ကြရအောင်เนาะဒီနနက်ဒီလေးလုံးဖက်တန်လေးကိုဆွေမြတ်တို့ထိုးပြီးပြီဆိုရင်ဒါမျိုးလေးဆက်မယ်ဒါတော့လေသူ့ကိုမီးကျွေမတိုက်ရသေးလို့နည်းနည်းလေးတွန့်နေတယ်เนาะသူကနည်းနည်းတွန့်နေတယ်တကယ်လို့မီးကျွေတိုက်ပြီးပြီဆိုရင်တော်တော်လေးလှမှာဒီလိုလေးတွေဆက်မယ်เนาะဆွေမြတ်ဆက်ထားတဲ့ဒါဆွေမြတ်တို့ဆက်မယ်ဆိုတော့ကဆွေမြတ်တို့ထိုးထားတဲ့ ဟာလေးကိုပေါ့နော်ဒီလိုမျိုးအနားလေးတွေကော့ထားတယ်ဟုတ်နားလေးတွေကော့ထားတယ်တကယ်လို့များကိုရီးယားကျွန်တော်ကဆက်မယ်ဆိုရင်တော့ဖြစ်အနားကိုတမျက်နာဆက်မယ်ဆိုရင်အနားကိုအဲတမျက်နာမကော့ဘူးပေါ့ကော့ရင်းနဲ့ဆက်သွားမယ်အဲ့လိုမျိုးကျွန်တော်ဆက်ဖို့အတွက်ဆိုရင်ဒီနေရာမှာဖွံ့မီ၅နဲ့မချိတ်ပဲနဲ့ဖွံ့မီ၂ချက်နဲ့ထိုးလိုက်မယ်ဒီလိုရှိရင် ဆွေမတို့ကဒီမှာဒီအထိတ်မှာဒီအထိတ်မှာဒီအထိတ်ကနော်ဒီနေရာလေးတူတူပဲအဲ့ဒီနေရာလေးမှာ တိုင်တူနဲ့ဝင်ချိန်မယ်ဖော်မီနှစ်ချက်ထိုးမယ်ပြီးလို့ရှိရင်မပြီးသေးတဲ့ပွင့်ချက်မှာ ကိုထိုးရမယ့်နေရာလေးမှာပဲတိုင်တူနဲ့တစ်ခါလာချိန်မယ်ဖော်မီနှစ်ချက်ထိုးမယ်ပြီးလို့ရှိရင်ဟိုဘက်ပြီးနေတဲ့ပွင့်မှာနောက်တစ်ပေါက်မှာတိုင်တူနဲ့ဆင်ချိန်မယ် ဖွင့်ပြီးနှစ်ချက်ထိုးမယ်ပြီးလို့ရှိရင်ဆွေမြတို့မပြီးသေးတဲ့ပွင့်မှာကိုထိုးရမယ့်နေရာမှာပဲထိုးရမယ့်နေရာပေါ့နော်အနာကောလို့ရှိရင်တိုင်တုံနဲ့လာချိန်မယ်ဖွင့်ပြီးနှစ်ချက်ထိုးမယ်ပြီးလို့ရှိရင်ဟိုဘက်ကိုနပောက်အသိပ်မှာတိုင်တုံနဲ့ချိန်မယ်ဖွင့်ပြီးနှစ်ချက်ထိုးမယ်ပြီးလို့ရှိရင်ဒီမှာတိုင်တုံနဲ့ထိုးရမယ့်နေရာမှာတိုင်တုံနဲ့ချိန်မယ် ်ဖွင့်မီနှစ်ချက်ထိုးမယ်ဟိုဘက်အပေါက်သင်းမှာတိုင်တိုနဲ့ချိန်မယ်ဖွင့်မီနှစ်ချက်ထိုးမယ်ဒီဘက်ကနာကောလို့ရှိရင်ထည့်ရမယ်နေရာလေးမှာတိုင်တိုနဲ့လာချိန်မယ်ဒါလေအဲ့ဒါဆိုရင်ဒီလိုပုံစံလေးရမယ်ဒီပုံစံလေးကိုဆုမြတ်တို့ကဆက်လာမယ်ဆက်လာမယ်ဒီအဆုံးသက်လေးကိုရောက်ရင်တစ်ခါပြန်ပြပေးမယ်နော် โอเคเนาะสมมุติเสร็จละดาဒီတိုင်းလေးဆက်လာတာအဆုံးကိုရောက်ပြီအဆုံးကိုရောက်ပြီဆိုရင်နောက်ဆုံးနေရာပေါ့ဒီနားလေးမှာတိုင်တူနဲ့ချိန်လိုက်မယ်ပြီးတော့ဖော့မီနှစ်ချက်ထိုးမယ်ပြီးလို့ရှိရင်ဟိုဘက်မှာဒါကကြတော့ဆွေမြဒီဘက်မှာတပွင်းဆက်ထားလို့เนาะဒါဆိုရင်ဆွေမြတို့က၃ထောက်နေရာလေးဆိုရင်ယူရမှာတော့ဒီပေါက်ပဲအောက်ကဒီနေရာပဲဒါပေမဲ့ဆွေမြတို့ကအလက်တက်တက်လေးကိုကြအောင်ဒီဘူးလေးမှာယူပေးမယ် ဒါတော့ဆိုရင်နှစ်ပွင့်တည်းဆက်တာမဟုတ်ဘဲနဲ့ဆက်ထားပြီးသားဟာလေးမှလာဆက်ပြလို့နော်တကယ်လို့နှစ်ပွင့်တည်းဆက်မယ်ဆိုရင်ဒီလိုမျိုးအပေါက်မှာပဲယူလိုက်မယ်အခုက၃ပွင့်မျက်နှာချင်းဆိုင်ကျသွားပြီ၃ပွင့်တွေ၄ပွင့်တွေလည်းအကုန်ဆက်ရမှာဆိုတော့လေနော်ဒါကြောင့်တစ်ခါတည်းပြပေးလိုက်တာဒီနားလေးမှယူမဲ့အစားဒီဘူးလေးမှထည့်ပေးပါဒီဘူးလေးမှာထည့်ပြီးတော့တိုင်တူနဲ့ချိတ်ပြီးတော့ဖော်မြင်နှစ်ချက်ထိုးပြီးရင်ဒီမှာ ဒီနေရာလေးမှာတိုင်တူနဲ့ချိတ်ပြီးလို့ရှိရင်ဖွံ့မီလေးတစ်ချက်ကိုကြစ်ကြစ်လေးဆွဲပြီးရင်ခြီးစလေးကိုဖျက်လိုက်ပါမယ်။ဒါဆိုရင်ဆွေမျိုးတို့ရဲ့ဆက်ထားတဲ့နေရာလေးကဒီလိုလေးဖြစ်သွားမယ်။နော်ဒီလိုပုံစံလေးဖြစ်သွားမယ်။ဒါမျိုးလေး ဒါမျိုးလေးရသွားပြီဆိုရင်ဆွေမျိုးတို့ကနောက်တစ်ပွင့်ကိုဆက်မယ်နောက်တစ်ပွင့်ကိုဆက်မယ်ဆိုနှစ်မျက်နှာဆက်ရမယ်ဒီနာဆက်လာမယ်ဒီနာဆက်ရမယ်ဒါဆိုရင်ဆွေမျိုးတို့ကဒီထိုးနေကြအပွင့်လေးမှာပေါ့နော်အနားလေးကိုအနားကိုတဒန်းမကော့ဘူးနှစ်တန်းမကော့ဘူးပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးလုံလို့ရတယ်နှစ်တန်းမကော့ပဲတင်ထားမယ်နှစ်တန်းဖြစ်ဖြစ်သုံးတန်းဖြစ်ဖြစ်ပေါ့ပြီးတော့ပြီးအောင်ကော့သွားရတာပေါ့နော် ပုံမှန်တိုင်းပဲဒီနားလေးမှာခြိစားရောက်နေပြီဆိုရင်ဆွေမတို့ဖော့မီနှစ်ချက်ထိုးရမယ်ပြီးတော့ဒီလိုမျိုးဆက်လာမယ်ဒီလိုမျိုးဆက်သွားရမယ်ဆိုတော့ဒီကနေပဲဝင်ထည့်မယ်သူကလေဒီဒီဟာလေးကလေအလှတွေမလှတွေမရှိဘူးเนาะနှစ်ဖက်စလုံးအလှယူလို့ရတယ်ဆက်ကြိုက်တဲ့ဘက်မှာအလှယူပါနှစ်ဖက်လုံးလှတာမို့လို့ဒီလိုဖော့မီနှစ်ချက်ဒီမှာထိုးဖော့မီနှစ်ချက် ဖော်မီနှစ်ချက်အဲ့လိုပဲခုနကဆိုမြတ်ဆက်ပြတဲ့ပုံစံလိုမျိုးပဲဆက်လာမယ်နော်ဒီနားလေးကိုဆက်လာပြီးတော့ဒီအလယ်နားလေးကိုရောက်ရင်ပြန်ပြပေးပါမယ် Okay နော်ဒီမှာဆိုမြတ်ဆက်လာတာဒီနားလေးကိုရောက်ပြီဒီနားလေးရောက်ပြီဆိုရင်ဒီနေရာမှာဆိုမြတ်တို့ကပုံမှန်တိုင်းပဲဖော်မီလေးနှစ်ချက်ထိုးလိုက်တယ် ဒီလို့ရှိရင်ဒီမှာအဆုံဒီနားမှာမယူဘဲနဲ့ဒီအဆုံ၃ထောက်အဆုံဆိုရင်၄ထောက်ဖြစ်သွားတာပေါ့အဲ့ဒီမှာယူပေးရမယ်နော်ဒါမျိုးလေးဒီလိုလေးဖြစ်သွားမယ်ဒီလို့ရှိရင်ဖုံမီနှစ်ချက်ထိုးမယ်ဖုံးမီနှစ်ချက်ထိုးပြီးလို့ရှိရင်ဒီမှာဒီတိုင်းပြန်ဆက်သွားရမယ်เนาะဒီနားလေးကိုပါဆက်သွားရမယ်ဆိုတော့ ဖွင့်ပြီးနှစ်ချက်ထိုးမယ်ပြီးလို့ရှိရင်ဒီဖက်ကဒီနေရာလေးကိုပြန်လာဆက်မယ်ဖွင့်ပြီးနှစ်ချက်ထိုးမယ်ဟိုဘက်ကဒီမာလေးကိုပြန်ဆက်မယ်ဖွင့်ပြီးနှစ်ချက်ထိုးမယ်ပြီးတော့ထိုးရမယ့်နေရာချိန်ရမယ့်နေရာမှာပြန်လာဆက်မယ်ဖွင့်ပြီးနှစ်ချက်ထိုးမယ်ပြီးတော့ဒီမှာချိန်မယ် အဲ့လိုနဲ့ပဲပုံမှန်တိုင်းပြန်ဆက်သွားပါနော်ဟိုဘက်ကိုရောက်တဲ့အထိ Okay ဒီမှာဆူမြဆက်လာပြီးပြီနော်ဒါဆိုရင်ဒီလိုမျိုးနှစ်ခုဖြစ်သွားပြီပြီးရင်ဒီမှာမထိုးရသေးတဲ့နေရာဆိုရင်ပုံမှန်တိုင်းဖော်မြင်၅ချက်နဲ့ချိတ်ချိတ်ပြီးတော့ထိုးသွားလိုက်အောင်လေနော်ဒီလိုလေးပုံမှန်တိုင်းထိုးသွားလိုက်လို့ရှိရင်ရပြီ နာသက်ကိုထိုးပြီးသွားပြီဆိုရင်ခြိဖြတ်လိုက်မယ်အစလေးတွေတင်လိုက်မယ်ဒီလိုပုံစံနဲ့ကိုလိုချင်တဲ့ပုံဝါလေးတွေတိုင်းပုံဝါရဲ့အလျားအနံအတိုင်းပေါ့နော်ထိုးသွားပါ